ဒီကောင်ကတော့ဒီကြွက်အမျိုးအစားဘောနော်ကာပီဘာလာလို့ခေါ်တဲ့တိမာပါဒီပိုင်တကုံတော်မှမွေးထားတဲ့ကောင်မျိုးလေးဒီကောင်ကကျတော့သူကသားပိုက်ကောင်ဘောနော်ဂျပန်လိုဆိုခန်ဂါဒူလို့ခေါ်ရဘောနော်သူအရန်နန်နဲ့အနက်တဟာပြင်းနေဘောနော်မှာဟိုတကောင်ကသူ့ရဲ့အမိကိုဖင်ခုထိုင်နေရဗီနာအတော်ကြီးအောင်ထူးဆန်းလို့ရည်နေရဘောနော်ဒါသူတို့ရဲ့ဟိုအမိကြီးနဲ့သားပေါက်လေးတွေရှိရဘောနော် ီကောင်ကတော့သူကဟာခုချောလို့ခေါ်တဲ့ဒီဘဲငဲအမျိုးအစားပေါ့နော်ကိုတို့တွေမြန်မာမှာဆိုရင်တော့အဖြူရောင်ပဲရှိရများရယ်ပေါ့နော်ဒီမှာသူတို့ကပန်းရောင်လေးလည်းရှိရယ်အဖြူရောင်လည်းရှိရယ်ပေါ့နော်ဒီကောင်ကတော့ပန်းရောင်ပေါ့နော်ဒီကောင်ကကြတော့ဂျပန်လို ထာမန်ဒိုဝါလို့ခေါ်ရယ်ပေါ့နော်ထာမန်ဒိုဝါသူကကြတော့မြန်မာလိုဘလိုခေါ်လဲအက်ဒမင်လည်းမသိဘူးများသောအားဖြင့်အပူပိုင်းဒေသတွေမှာရှိနေတယ်ဗောနော်ဒါကတော့သူကမြောက်ဗောနော်ဂျပန်လိုစလို့စလို့လို့ခေါ်ရပါဗောနော် ဒီကောင်ကကြတော့ဂျပန်လို အာလာအီဂူမာလို့ခေါ်ရပေါ့နော်အင်္ဂလိပ်လိုဆိုရင်တော့ရခုံလို့ခေါ်ရပေါ့နော်မြန်မာလိုကတော့အက်ဒမင်လည်းမသိဘူးတောကြောင်မျိုးစားတာတော့မသိဘူးပေါ့နော် သူကတော့ခမေလို့တက်ကလာအုပ်ပါဒါကတော့လိပ်ပေါ့နော်ခမေလို့ခေါ်ပါတယ်သူကတော့စာခနာ၅ပါဒီကောင်ကသူကရေငုံနေတာဗောနော်ရေမြင်းမှာသူရေကူးပြီးတော့ရေငုံနေတာခါပါလို့ခေါ်ပါတယ်ရေမြင်းကို ဒါကတော့ပုတ်တင်ညိုပေါ့နော်ဂျပန်လိုဆိုရင်ခမဲလေးအုံးလို့ခေါ်ပါတယ်သူကတော့မြေခွေးပေါ့နော်ဂျပန်လိုဆိုရင်ခစ်နေလို့ခေါ်ရပေါ့နော်အမှဆိုရင်လေသူကလေလူတွေကြည့်နေကြပဲတိလို့လားသူကသူပဲကစားနေရတာမသိဘူးပါဇက်တယ်မှာရုပ်လေးကြိုက်ပြီးတက်လိုက်ဆင်လိုက်လုံနေရပေါ့နော် ဒါကကြတော့ကြောင်မျိုးစားပေါ့နော်ကြောင်ဝဂျပန်လိုနဲကိုလိုခေါ်တယ်ပေါ့နော်ကြောင်မျိုးစားအမမသူကဒီကောင်ကတောကြောင်ပေါ့နော်အရင်လှရဲ့သူ့ရဲ့နေရွက်လေးရာလေးဒီကောင်ကကြတော့သူကဗျိုင်းပေါ့နော်ဗျိုင်းဝဂျပန်လိုတန်ချောလို့ခေါ်တယ်ပေါ့နော်ဒါကကြတော့ကျက်တူရေးပေါ့နော်အမဟိုတကောင်ဆိုရင်အမွေးရေးပါကြည့်နေရပေါ့နော်ဘလို့ဖြစ်လို့လည်းမသိဘူးတူရီကိုဂျပန်လိုအိုအူမှု လို့ခေါ်ပါတယ်အရင်လာရပေါ့နော်ရောင်စုံလေးတွေအရင်ချစ်ဖို့ကောင်းတယ်ဒီချက်တွေရေးလေးပေါ့နော်အဲအမဆိုရင်စောနာကအမွေးတွေကျွနေတယောက်စိမ့်လာနေပါပြီသူ့ပေါ့နော်ဘီနာကဂျပန်တွေ့တွေ့ရပေါ့နော်သူနီနီကူမီတာရေးဆိုပြီးတော့ကြက်သားနဲ့တူရလို့တော့ပြောသွားရပေါ့နော်ဒီကောင်ကတော့ဒေါမွန်နော်ဒေါမွန်ဂျပန်လို့ခူကြခုလို့ခေါ်ရပေါ့နော် သူကတော့ချင်းသေးပေါ့နော်ဂျပန်လိုတော့လာရေးအုံးပေါ့နော်ချင်းသေးပါသူကတော့ပင်ကွင်းလေးတွေပေါ့နော်ပင်ကွင်းကိုဂျပန်လိုပင်ကွင်းလို့ခေါ်ပါတယ်ဒါကကြတော့မီအာခက်တိုလို့ခေါ်တဲ့ကောင်လေးတွေပေါ့နော်မြန်မာလိုတော့အမည်နဲ့မသိဘူးပေါ့နော်သူကကြတော့ဈေးကွက်ပါဖူကူလိုလို့ခေါ်ပါတယ် သူကကြတော့တိုင်းငတ်တတိလေးပေါ့နော်ဂျပန်လိုဆိုရင်တော့ဝါရှိတိုင်းငတ်ပါသူကကြတော့ဒီကျက်စင်အမျိုးအစားပေါ့နော်ကျက်စင်အကြီးကြီးနဲ့အသေးလေးတွေရောပြီးရထားတာကျက်စင်ကိုဂျပန်လိုရှီချီမန်ချိုလို့ခေါ်ပါတယ်။ဒါကတော့အဒမီပြီးခဲ့တဲ့ဘက်ကတော့ဟာတာအနေနဲ့တင်ထားသေးတယ်ဂျပန်တလေးဆန်ယူနေမှာနည်းနည်းလေးစောင့်တော့တော့နိုင်တယ်ပေါ့နော်။ဘဲတွေရောကျက်တွေရော ်ဘွက်တေရောပါသူတို့ကပြထားတတ်တယ်ပေါ့နော်ဘာထားလေတော့မသိဘူးပေါ့နော်ရှေးကစောစောကကောင်းဆိုရင်ဒါဘဲပေါ့နော်အာဟီလူလို့ခေါ်တယ်ဂျပန်လိုကြက်ကကြတော့တူလီပေါ့နော်အဲနောက်ပြီးတော့ဝက်ဝက်ကကြတော့ဘူတလို့ခေါ်ပါတယ်သူကကြတော့မြင်းကြပေါ့နော်ဂျပန်လိုရှီမဥမလို့ခေါ်ပါတယ်။တပင်းကောင်တွေကိုကြတော့ပေါ့နော်နှစ်ကောင်သုံးကောင်နေထားပြီးသူကြတော့တကောင်နဲ့ပေါ့နော်ရှားလို့လားမသိဘူးတကောင်နဲ့ဆိုတနာပါတယ်ပေါ့နော်။ ူကတော့တက်ကလာအုပ်ပါခိလင်းလို့ခေါ်ပါတယ်ကဲအဆင်ရင်တော့ဒီကောင်ကကျတော့ကစားဝင်းလေးပေါ့နော်ခလေးကြီးစီးလို့ရတဲ့နေရာလေးပေါ့နော်လူကြီးတွေတော့မရပါဘူးကဲအဆင်ရင်ဘိုက်ဘိုင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်